ငုံးမကားစရာတို့ဖွဲစားနေကြထမင်းဆိုင် ထမင်းဝင်စားတာအခါတိုင်းအာဃာမြအောင်မျက်နှာနဲ့ပြုံးတော်မပြရတဲ့ဆိုင်ရှင်ကဒီနေ့မှမမဆောင်လို့အယမ်းကြိုက်တယ်အယမ်းမိုက်တယ်နဲ့အတင်းနေဝင်လုံးနေဟာမြင်လို့တော့မကောင်းဘူးလေချာမေးကြီးတော်မှာတစ်တော့ဗီဒီယိုတွေးလို့တူးတမင်းဆိုင်ကိုလည်းကြောညာပေးပါအောင်လုပ်နေတယ်ရောက်လဲစားနဲ့မရူတော့ပါဘူးဆိုပြီးကြောညာပေးလိုက်အောင်မယ်တမင်းဆိုင်ကြောညာဆိုပြီးဆိုင်နာမည်မပါတော့အဆုံးအထိသာကြည့်လိုက်ပါတော့ လူသမင်းဆိုင်မှာသမင်းတခါစားဘူးပါတယ်သမင်းဖြူအေးချက်ကသမင်းဟိုးတယ်ရေခဲတုံးထဲထားတလားအောင်မရတယ်ချမောင်ဟင်းကိုလည်းကြည့်လိုက်ဟိုချမောင်ရနဲ့မြစ်ကိုပကံလုံးထဲမှာတဲ့ချောင်းထဲကရေကိုခတ်ထဲထားမှာသူ့ထက်ပူလဲအောင်မယ်ရေနှွေးတပူတဲ့ဟာရေနှွေးကိုလည်းငှဲ့ကြည့်လိုက်ဟိုအဝေးစည်းတွင်းဟာရေကိုပုံးနဲ့ဆွဲထားမှာအငွေလေးပါလေးထွက်အောင်မယ်ငပီရေကျော်လဲတကယ်ကိုငပီနဲ့ရေပဲဘာမှကိုမပါဘူး အတို့မျိုးကတော့တကယ်အကူဆုံးပါလေမမရဲ့မောင်လေးဆိုတဲ့ကောင်းလေးလို့အတီးရွယ်မျိုးစုံစားနိုင်မှရမယ်။ဘာရွက်ဒီမှန်ကုန်မတည်ဘူး။အတားငါမျိုးစုံရတယ်ဆိုလို့ကြက်တားမှလိုက်တာ။ကောင်းကြီးပါလာပြီးအမောက်ထောင်ပြနေလို့ဇွန်းနေတောင်ထုတယ်ရတယ်ရဲ့။အတားရင်တစ်ခွက်လုံးကိုအောင်စားနိုင်တဲ့ကောင်းကခင်းနေစံချိန်တင်ပါပဲ။ချမောင်ယိုလည်းမြည်ကြည့်လိုက်ပါဦး။ချမောင်ကျော်မစားခင်ချွေမျိုးသားချင်းနေနာမည်ကိုချအရေးထားရမယ်။ချမောင်ကျော်စားပြီးအကုန်လုံးမေ့ကုန်တော့မှ ထမင်းနေရလားဆိုတော့ဆက်ဆံရေးပါအေးတာထမင်းမာပြီးစောင်းနဲ့ကောင်းတာချတာအိတ်ပါဆောင်အောင်မင်းဘွဲမာလာကြလို့လူရှုပ်နေမောင်းမင်းနဲ့တော်ယုံတဲကြောက်တဲ့တဲ့လူဆိုဆိုင်ကိုတယောက်ထဲလာလို့မရဘူးခြောက်လွန်မှာတေးကြပဲဆိုင်ရှင်နေရလားဆိုတော့စပွဲတို့ကိုလည်းကြည့်ပါဦးမြောက်ဝင်းဦးစွန်းရေခဲတောင်ကြားတွေကထွက်လာပြီး တရုတ်နိုင်ငံမှာဖုတ်တဲကရိုက်ခဲ့တာမသိဘူးစပွဲတို့မျက်နှာကြည့်မဲ့သာရေခဲတုံးကြီးထိုင်းကြီးနေရာမှာနှွေးတယ်လို့ခံစားရတယ်ဘေးရှင်နဲ့မစီရတော့ဒီသမင်းဆိုင်ကိုဆင်းရဲလည်းမစားနိုင်ဘူးချမ်းသာရင်လည်းမစားနိုင်ဘူးတော်တော်ဝေးကြီးကြီးတဲ့ကောင်တွေနဲ့တော်တော်ငတ်တဲ့ကောင်တွေပဲစားနိုင်မယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုင်ဆိုင်မဆိုင်ဆိုင်ဆဲလိုက်အောင်မေငုံးပါကားဆရာ